ပဲခူးတိုင်းနှစ်တလင်းမြို့နယ်ရဲကစစ်ကောင်စီလက်အောက်ခံရဲကင်းစခန်းတစ်ခုကိုမေလ2ရက်နေ့ကမနက်9:00နာရီဝန်းကျင်မှာတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့လို့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီတွေတိုက်ဆုံတံရရခဲ့ကြပြီးလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကပြောပါရယ် နတ်တလီမြို့ရှိဘက်မှာရှိတဲ့တမငယ်ရွာရဲစခန်းသိမ်းတိုက်ပွဲကိုပါကဖပူပေါင်းတပ်ဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးရဲတွေဘက်ကအသေးအပြောက်ရှိခဲ့တယ်လို့လက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ်တိုက်ပွဲကြမြင့်ချိန်တနအိနီးပါကြမြင့်ခဲ့ကတိုက်ပွဲအတွင်းရဲနဲ့ပြူစောတိ၃ယောက်သေဆုံးခဲ့ပြီးကျန်တဲ့တပ်ဖွဲ့ဝင်တွေကတော့ထွက်ပြေးသွားကြကစခန်းထဲမှာရှိတဲ့လက်နက်ခဲယမ်းတွေသိမ်းဆီးပြီးပြန်ဆုတ်လာခဲ့တယ်လို့ဘကိုးတိုင်းစစ်ရေးတာဝန်ခံကဒီဗီကိုပြောခဲ့ပါရယ် အဲ့ဒီရေကင်းစခန်းကနေ G3 တနက်တလက်ကာပိုင်တနက်3လက် MA3 တနက်တလက်60မမစင်ပြောင်းတလက်60မမဖုံးသီးကိုလုံး plastic နေမိုင်း၅လုံးရင်ဖြတ်မိုင်း၄လုံးနဲ့ G3G အတောင်120တို့ကိုသိမ်းဆီးရရှိခဲ့တယ်လို့လည်းပကဖပူပေါင်းတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်ရှင်။